ဂျပန်ကဒီတရဲကိုမြင်ရင်သင်ကန်ကောင်းလိမ့်မယ်။ဂျပန်နိုင်ငံအီဝါဒက်စီယင်စုရဲကရိုကူဖူဆိုတဲ့ဒီဂျပန်ရိုးရာတဲခုကန်လေးဟာလာတင်နေဧည့်သည်တွေကိုနှွေးထွေးမှုအပြင် အကြောက်တရားတွေပါပေးပြီးကြိုဆိုလျက်ရှိသွားတယ်။ဘာလို့လဲဆိုတော့ဒီတဲခုကန်ဟာဂျပန်နိုင်ငံမှာတရဲအထောက်ဆုံးနေရာတစ်ခုအဖြစ်နေရှိလာများတွေကနာမည်ကြီးလိုပါပဲ။ဒါပေမဲ့လာရောက်တဲခုသူတွေအနေနဲ့ရှူးရှူးထွက်ကြလောက်တဲ့အထိတော့ကြောက်စရာမလိုပါဘူး။ဘာလို့လဲဆိုတော့ဒီရိုကူဖူတဲခုကန်ကတရဲဟာတခြားတရဲတွေနဲ့မတူပဲလူတွေပေါ်စိတ်ကောင်းစေတနာရှိနေလို့ပါပဲ။ ။ဒါအပြင်ချေဆရာကောင်းတယ်လို့လည်းဆိုပါရည်။ဒီတဲ့ခုကန်းလေးကတရေကိုလာရှိခီဝါရာရှိလို့ခေါ်ပြီးဤဝါဒဲဒေတာတွင်ကျက်စားတဲ့ဂျပန်ဝိညာဉ်ယူကိုင်းတစ်မျိုးဖြစ်ပါရည်။ဤတရေကကောင်းလေးအတွင်ဖန်ဆင်းထားပြီးတဲ့ခုကန်းရဲ့အတွင်းဆောင်ထဲမှာနေထိုင်လျက်ရှိပါရည်။သူ့ဝမြင်တဲ့ဧသည်ရီကိုကံကောင်းမှုတွေပေးတယ်လို့လည်းယုံကြည်ထားပြီးစိတ်မကောင်းစရာကောင်းစွာပဲရိုကိုဖူဆိုဟာ2009ခုနှစ်မှာမီးလောင်ကျွမ်းသွားရပါရည်။ဒါပေမဲ့2016ပြန်လည်ဖွင့်လှစ်ခဲ့ပြီးအဲ့ဒီတရေဌာနကြီးအားလည်းယနေ့ထပ်တိုင်းမပြောင်းမပြတ်တည်ရှိလိုနေတာပါ။ကဲ ဂျပန်နိုင်ငံတွေကနောက်ထပ်ဘယ်နေရာတွေကများတရေတွေရှိနေအောင်မလဲဘလို့အတိတ်ဆိုးတွေကိုများပိုင်ဆိုင်ထားအောင်မလဲဆိုတာအတူတူဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါအခုဖော်ပြရတဲ့ထဲနောက်ဆုံးတန်နေရာဆိုသွားမိတဲ့သူတွေပြောင်းမလာနိုင်တော့တဲ့အထိကျန်းလွန်အောင်လို့ဗီဒီယိုကိုအဆုံးထိကြည့်ဖို့လဲမမေ့ပါနိုင်အောင်ပြကဲစလိုက်ကြရအောင်ပါနံပါတ်1မာရူဟိုကရေးတိုက်ပူကူအီစီရင်စုတွေကမာရူဟိုကရေးတိုက်ဟာတကယ်ကိုလှပလို့ပါတယ်ဒါပေမဲ့ဒီရဲတိုက်ကြီးကိုမိခင်တဦးရဲ့ဇတိမှုနဲ့တိဆောက်ခဲ့တာဖြစ်ပြီး အဲရီမီဂင်ရဲ့ဝိညာဉ်ကမကျွတ်မလွတ်ဖဲရဲတိုက်ကြီးထဲမှာ6လမ်းလျှက်ရှိပါတယ်။ယိုရှီနိုချယ်ရီပင်ပေါင်း400နဲ့ဝိုင်းပတ်ထားတဲ့ဒီမာရိုကရဲတိုက်ဟာချယ်ရီပန်းမင်းလေးပူးပွင့်လာတာကိုအပေါ်စီကနေကြည့်ရင်တွေအတွက်တကယ်ကိုသောက်ပွားတဲ့နေရာကောင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုလောက်ပွားတဲ့ရဲတိုက်ကြီးမှာ6ချောင်းဝန်းနေစရာဒဏ္ဍာရီတစ်ခုကရှိနေပါတယ်။1986ခုနှစ်ရဲတိုက်ကြီးကိုတီဆောက်နေတဲ့ချိန်မှာကျောင်းနေရာကြီးတစ်ခုကဘလို့ပဲဆောက်ဆောက်အမြဲပြိုကျနေပါတယ်။အဲဒီအိုရှီဇူးဆိုတဲ့မုတ်ဆိုးမတစ်ယောက်က အီတိုဘာရှိရာခေါ်လူသားတောက်တိုင်းဖြစ်စတေးဖို့လက်ခံခဲ့ပြီးအပြန်လည်နေတဲ့သူ့ရဲ့သားလေးကိုဆာမူရိုင်းဖြစ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါရယ်။ဒါပေမဲ့အဲဒီဂရီကဝေးပြတ်သွားခဲ့ပြီးသူမရဲ့ဇတိမှုကအလကားဖြစ်သွားပါရယ်။ဒါကြောင့်အိုရှီဇိုဟာဖျံပြောင်းမသိနိုင်ပဲအမျက်ကြီးတဲ့တရေမဖြစ်လာခဲ့ပါရယ်။ဧပြီလရောက်တိုင်းမှာတရေမအိုရှီဇိုဟာဘိုးသည်ထန်စွာရွာစေပြီးရဲရဲရဲ့ဂျုံကိုရည်လွှမ်းစီပါရယ်။တချို့တွေကတော့ဒီမိုးရီရီဟာအိုရှီဇိုရဲ့မျက်ရည်လေးလို့ယုံကြည်ကြပါရယ်။နောက်ပိုင်းမှာသူမရဲ့အမျက်ဒေါသနဲ့ပူဆွေးမှုကို နေသိတောင်းပန်တဲ့အနေနဲ့ဒေသခံတွေကအုပ်ဂူလေးတစ်ခုလုပ်ပေးခဲ့ကြပါရယ်အဲဒီကစားလို့ရေကြီးမှုတွေရပ်သွားခဲ့ပေမဲ့လူမရဲ့ဝိညာဉ်ကတော့ယနေ့ထပ်ထိတိုင်းရှိနေသေးပါပဲတဲ့နံပါတ်2ချိုးဆက်စုဥမေလိုင်ကောင်ဟောပုဂိုလ်အခါဒီညီဆိုးဆိုးနဲ့မောင်မဲနေတဲ့ဥမေလိုင်ကောင်ကြီးဟာလာလေသူတိုင်းကိုကြက်သိမ်းမွေးညှထသွားစေပါရယ်ပုဂိုလ်အခါနာကဒီဥမေလိုင်ကောင်ကြီးပါဒီပြပွဲရကောင်းတဲ့လူသားမှုကြီးတစ်ခုဖြစ်ပွားခဲ့တယ်လို့ဆိုကြပါရယ်အမျိုးသမီးငယ်လေးတယောက်ဟာဒီဥမင်လိုင်းကောင်းကြီးရဲ့မှာရရဆက်ဆက်အသက်ခံခဲ့ရတာပါ ဒါပေမဲ့သူမကိုတတ်တဲ့သူတွေကိုတော့ဘယ်တော့မှမဖမ်းမိခဲ့ပါဘူး။ဒါကြောင့်ဒီကလေးမဟာငြင်းငြင်းကြက်ကြက်မသိနိုင်သေးပဲဒီဦးမင်းလိုင်ကောင်းကြီးရဲ့မှာ6လက်လျက်ရှိတယ်လို့ဆိုပါရယ်။ဦးမင်းလိုင်ကောင်းကြီးဟာလမ်းဘိတ်ဖြစ်ပြီးဒုနီယာတစ်ဖက်တစ်ချက်စီမှာလဲဒီနေရာမှာတရေရှိကြောင်းကို gravity ပကြီးတွေနဲ့ရေးဆွဲပြီးတတိပေးထားပါရယ်။အဲဒီဆိုပြီးဒီဦးမင်းလိုင်ကောင်းတဲ့ကိုဝင်ကြည့်ကြသူတွေဟာသူတို့လမ်းလျှောက်နေတော့ရက်လိုက်စမ်းလို့အတန်းနဲ့ကြီးနဲ့အော်တန်ကိုကြားရလို့တကြိုးတည်းပြန်လဲပြေးခဲ့ရတယ်လို့လဲဆိုကြပြန်ပါရယ်။နံပါတ်3ကိုယန်ဘူချီဂျပန်နိုင်ငံ ရာမနီရှိစီရင်စုတွေကအိုရီယန်ဘူချီဆိုတဲ့ရှုံမြောင်ကြီးဟာအုံပိုင်းနဲ့တောင်တန်းပြားရီအုံဆိုင်နဲ့တစ်တော်စိမ့်နေနဲ့ရှုခင်းရှုွက်လာပွားသလောက်သူ့ရဲ့နောက်ခံဇာလန်ကတော့အင်မတန်မှဝန်းနေ၆ချပွေရကောင်းလာပါရီ16ရာစုလောက်တုန်းကတော့ဒီနီယာဟာရန်ကိုစီကားခဲ့တာဖြစ်ပြီးချွေရင်းနဲ့ရှိပြီးပြစ်စာအိနေနဲ့ပုံမြလာပါရီဒီလုပ်ငန်းတစ်ခုလုံးကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့တာဂေတာကလန်ကိုင်းဖြစ်ပါရီတာဂေတာကလန်ဟာအလွန်ကုန်မတကိုးကြီးထွက်လာပေမဲ့စစ်ပွဲကြီးမှာရှုံးနေသွားပြီးတဲ့နောက်နေမီတွေကိုထွက်ပြေးကြပါရီ ဒီလူတွေအားထွက်မပြေးခင်သူတို့အကြောင်းမပေါက်ကြအောင်နှုတ်ပိတ်တဲ့အနေနဲ့သူတို့လက်အောက်မှာအလုပ်လုပ်ခဲ့တဲ့ပြည်သူ့54ယောက်ကိုလည်းရရဆက်ဆက်တပ်ဖြတ်ပစ်ခဲ့ပါရီအဲ့ဒီအသက်ခံရတဲ့ပြည်သူ့အမေရိကန်တရရည်ဖြစ်ဒီနေရာနဲ့မကြုံမလို့ရှိနေကြပြီးဒီနေ့အချိန်ဒီလဲဒီနေပြည်တွေကမိမောင်းငိုတန်နေနဲ့အော်တန်ဒီကသွေးပြက်ဖွေရကောင်းလောင်အောင်ကြားရတယ်လို့အနီးနောက်မှနေထိုင်ကြတဲ့လူတော်တော်များများကဆိုကြပါရီ2012ခုနှစ်လောက်တုန်းကဆိုရင်အမျိုးသားတယောက်ဟာအဝေးပြေးလမ်း411ရက်လမ်းမကြီးကိုပိတ်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ဒီနေရာကိုသွားဖို့အတွက်မလွယ်ကူတော့ဘူးလို့လည်းဆိုပါရယ်။နံပါတ်၄ပြီးပါဤကကြောင်းဝိုင်းကြီးဒေါ်ဘန်ပရိသတ်ကြီးရဲ့ဒီနေရာနေရာတွေသွားရဲတယ်ဆိုရင်တော့မှဂျပန်ကဒီနေရာကိုတော့လုံးဝမသွားဖို့အတွက်အကြံပြုတော့ပါရယ်။ဘာလို့လဲဆိုတော့သွားမိတဲ့တွေဟာဘယ်တော့မှပြန်မလာနိုင်တော့လို့ပါတဲ့။ပြီးပါဤကျေးလက်မြို့ရွာလေးကတိတ်ဆိတ်၆ချားပေါ်ရောက်ကောင်းလာတဲ့တောအုပ်ကြီးရဲ့အလဲမှာအဝိုင်းမုံစံနဲ့အကြောင်းပြကြီးတစ်ခုတည်ရှိနေပါရယ်။အော်ဂိုင်းတို့တော့ကပြီးပါဤမျိုးတင်းတင်းလေးမှာလွန်ခဲ့တဲ့နှစ်တရာလောက်တုန်းကနူမာဟီဂါရီမူလာရန်ကျောင်းလေးကိုတိဆောက်ခဲ့ပါရီ ဒီကျောင်းလေးကိုမူလနာမည်ထက်ရွာကျောင်းဝိုင်းလေးလို့သာခေါ်ခဲ့ကြပါရယ်။ဒါပေမဲ့ထူးဆန်းလွန်းတဲ့အကျောင်းတစ်ခုကြောင့်1984ခုနှစ်မှာဘသူမှမနေရတော့ပဲကျောင်းကိုအပီးတိုင်းဆုံးပစ်ခဲ့ရပါရယ်။အဲ့ဒီအကျောင်းရင်းကဘာများဖြစ်မလဲ။ဒါနဲ့အခုလိုစိတ်ဝင်စားဖို့ရအကျောင်းအရာတွေကိုစဉ်ဆက်မပြတ်တင်ပြနေတဲ့ကျွန်တော်တို့ Top Fan Page လေးကိုလည်း Like and Follow လုပ်ထားဖို့မိပါနဲ့ဦးပြ။1984ခုနှစ်လောက်မှာအဲဒီရွာကျောင်းဝိုင်းမှာတက်နေတဲ့ကျောင်းသူလေးတယောက်ဟာမနက်ပိုင်းစာသင်ချိန်ပြီးလို့ခဏလေးနားချိန်အတွင်းလူစားစွာပြောင်းဆုံးသွားခဲ့ပါရယ်အဲဒီအချိန်တုန်းကဟော့ကိုင်းတို့ဟာပြန်ပြီးဆွဲတာ ड़ी လူပြောင်းမှုတွေနဲ့နာမည်ဆိုးထွက်နေခဲ့တာပါဒါပေမဲ့ကလေးမလေးရဲ့အဖြစ်ကတာမန်ဖြူဖြစ်စင်ဟုတ်မနေခဲ့ပါဘူးကျောင်းထဲမှာရှိနေတော့အချိန်ခဏလေးအတွင်းမှာပဲရုပ်ကြီးပျောက်ကွဲသွားခဲ့ရတာပါပဲရဲတွေကကျောင်းကဆရာဆရာမတွေရောကလေးမလေးပျောက်တာကိုအချိန်မဆိုင်သိခဲ့ပြီးတချင်မဲ့အဲ့ဒီနယ်မြေထဲမှာပိုက်စိတ်တိုက်လိုက်ချခဲ့ပေမဲ့ဘလို့မှမတွေ့ခဲ့ပါဘူးအဲ့ဒီလောက်အချိန်ခဏလေးအတွင်းမှာပဲဘာသိလွန်စားမှမကြံပဲပျောက်ချင်းမလားပျောက်သွားခဲ့တာကိုအကုန်လုံးကအန်အော်ပြီးအဖြေရှာမရဖြစ်နေခဲ့တာပါဒီလိုဒုစရနာဖြစ်ပြီးတဲ့နောက်ကျောင်းကိုလည်းအပီးတိုင်ပိတ်ခင်းလိုက်ရပါတယ် အဲ့ဒီနောက်ပိုင်းကစလို့ဒေတာကန်နေဟာကျောင်းလေးကနဲ့ကျောင်းသားကတောအုပ်သေးကနေတဲ့သိမ်းထားစရာတခိခိရဲတန်နေနဲ့အာပေါင်ချစ်အော်တန်တွေကိုကြားလာရကြအောင်အာနာပိုင်တွေကိုသတင်းပူလာခဲ့ပါတယ်။ဤတန်တွေကိုကြားရလို့တရှုသူတွေကစူးစမ်းမှုအတွက်အဲ့ဒီကျောင်းပြက်ကြီးစီကိုသွားကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တွေဘယ်တော့မှအိမ်ပြက်ရောက်မလာကြတော့ပါဘူး။ကားနဲ့သွားကြည့်ခဲ့ကြတဲ့သူတွေဟာလည်းလူတွေပြောက်ကုန်ကြပြီးလမ်းမမှသာကားတွေချန်ခဲ့ပါတယ်။အခုရှိရာကကံကောင်းတဲ့သူအနေချင်းဟာတော့အိမ်ကိုပြန်ရောက်လာနိုင်ခဲ့ကြတာပါ။ဒါပေမဲ့အဲ့ဒီလူတွေဟာစိတ်ကစင်းကလေးအဖြစ်ပြီးယူကုန်ကြတာပါပဲ။ ကဲဒီနေ့မှာတော့ဂျပန်နိုင်ငံရဲ့ကြက်သိမ်းထစရာရဲချောက်တဲ့နေရာတွေအကြောင်းကိုဒုတိယပိုင်းအနေနဲ့တင်ဆက်ပေးခင်တာဖြစ်ပါတယ်။ပထမပိုင်းကိုလည်းကျွန်တော်ရဲ့ page ပါပဲဝင်ကြည့်နိုင်ပါ रे ဗျ။နောက်ထပ်ဆွေးဝင်စားစရာအကြောင်းအရာတစ်တွေနဲ့အတူပြန်လာခဲ့ပါဦးမယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။